ဒီတပတ်ပရီးမီးယားလိမှာတော့အလုံးစုံမြော်ညည်းတဲ့ပွဲကြီးပွဲကောင်းတစ်ပွဲရှိပါတယ်။ဟုတ်ပါတယ်။လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပါပဲ။ဒါဟာတမန်ဘောလုံးပွဲတစ်ပွဲထက်အရာကြီးပိုပါတယ်။ပေတက်တွေကတော့ဒီပွဲကိုရိုးရိုးပွဲတစ်ပွဲလို့မမြင်ကြပါဘူး။အင်္ဂလန်ဘောလုံးသမိုင်းမှာအကြီးကျယ်ဆုံးပွဲလို့တောင်ကျင်းစားကြလေ။ဒီစကားတစ်ခုနဲ့တင်ဒီပြိုင်ဆိုင်မှုရဲ့အရှိန်အဝါနဲ့ပြင်းထန်မှုကိုအပြေအဝခံစားလို့ရပါလေ။ ဒီပြိုင်ဆိုင်မှုကဘာလို့ဒီလောက်တောင်ကြီးကျယ်နေရတာလဲဆိုတော့အကြောင်းရင်းကရှင်းရှင်းလေးပါသူတို့နှစ်တင်ကအင်္ဂလန်ဘောလုံးလောကရဲ့အောင်မြင်ဆုံးကလပ်နှစ်တင်ဖြစ်နေလို့ပါပဲဆယ်စုနှစ်တင်နဲ့ချီပြီးအင်္ဂလန်ဘောလုံးရဲ့ထိတ်ဆုံးနေရာအတွက်အကျင့်အနေရှင်ပြန်ခဲ့ကြတာပါဒါပေမဲ့လေလက်တလောထိတဲ့တွေးဆမှုတွေကိုပြန်ကြည့်လိုက်ရင်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တခုကိုတွေ့ရတယ်အဲ့ဒါကတော့ Liverpool က United အပေါ်မှာတော်တော်လေးအသာစီးရနေတာပါပဲ နောက်ဆုံး14ပွဲမှာတပွဲတည်းပဲရှုံးထားနေဆိုတာကလာမစ်ပွဲရဲ့အခြေအနေကိုချက်ချင်းပဲပုံဖော်ပေးလိုက်တယ်လို့ပါပဲ။ကဲဒီပွဲနောက်ွယ်ရဲ့ဇလန်းအစစ်တအခုမှစားမှာပါ။အဲ့ဒါကတော့အတင်းတင်းလုံးဟာကိုယ့်ရဲ့အကြက်အတဲတွေကြောင့်ကနေဒီပွဲကိုရောက်လာကြတာပါပဲ။တစ်ဖက်ကိုကြည့်လိုက်ရင်လေဗာပူးသုံးပွဲဆက်တိုက်ရှုံးထားတော့မန်နေဂျာထက်အာနီစလော့တ်ဖီယာရီကတော်တော်လေးများနေပြီးခန်းစစ်ကလေးရိုင်းနေနေဖြစ်နေတယ်။ အဲ့ဒီလိုပဲဟိုဖက်မှ United သူတို့ကလည်းနိုင်ပွဲဆက်ဖို့ရုန်းကန်နေရတယ်အထူးသဖြင့် away ခွင့်ဆိုရင်တော်တော်လေးကိုစိုးရိမ်စရာပဲဒီတော့နီးပြရဲ့ကစားကွက်ကိုတောင်လူတွေကမေးခွန်းထုတ်လာကြပြီဆိုလို့လေနှစ်ဖက်လုံးမှ Fia ကတကယ်ကိုအကြီးအကျယ်ရှိနေတာပါ Manchester United အတွက်ဆိုရင် Anthony Quinn ကတကယ်ကိုအိမ်မက်ဆိုးလို့ပါပဲအဲ့ဒီမှာနိုင်ပွဲမရတော့ကိုနှစ်တောင်ရှိသွားပြီဒါပေမဲ့တစ်ဖက်မှာလည်း Liverpool က6တောင်မကူရဲတဲ့အခြေအနေတစ်ခုရှိနေလေ အခဲရွေးများဒီပွဲကိုပါထက်ရှုံခဲ့ရင်လေးပွဲဆက်တိုက်ရှုံပွဲခစ်သွားမယ်အဲ့ဒီအခါကျရင်သူတို့ရဲ့အကြက်အကျဲကပိုပြီးတော့နန်းနေသွားမှာပါကဲအရှင်ကြီးတွေကဒီလိုဆိုတော့နေဖြူဟာပိုင်ကိုတစ်ချက်ကြည့်လိုက်ရအောင်အထူးသဖြင့် Liverpool manager Arnie Slot inside နေရတဲ့ခေါင်းခက်ဆရာဆုံးဖန်ချက်ဒီပေါ့ Slot မှာဖျားခတ်တဲ့မေးခွန်းကြီးတွေရှိနေတယ်ဥပမာပုံတန်းတရာကျော်နဲ့ခေါ်ထားတဲ့ Florian Wirtz ကိုပွဲထုတ်တင်နေလားပြီးတော့ခြိစွမ်းပြနေတဲ့ရွှေကိုအကီတီကေကိုပွဲထုတ်မလားဒါမှမဟုတ်အတင်းရဲ့ကျယ်ပွင့်ကစားသမားတဲ့ Isaac Gates ကိုပဲတုံးမလား အရေးကြီးဆုံးကတော့တန်ရာဒီနဲ့ပြဿနာတက်နေတဲ့ခန်းစည်းကိုဘလို့ပြန်တက်မှာမလဲအများကြီးပဲစဉ်းစားစရာလေးခြေစွမ်းပြနေတဲ့ကစားသမားကိုစက်ပြီးအခွင့်ရေးပေးမလားဒါမှမဟုတ်ပုံစနစ်တဲ့တန်တန်ကစားသမားတစ်ကိုဖွဲချင်ရပြီးခြေစွမ်းပြန်ပြနိုင်ဖို့အခွင့်ရေးပေးမလားဆိုတာပဲပွဲကိုတုံးတက်တဲ့ပညာရှင်အများစုကတော့တစ်ချက်ကိုတနည်းညွတ်တဲထောက်ပြကြတယ်အဲ့ဒါကတော့ဒီပွဲရဲ့အနိုင်အရှုံးက Manchester United ရဲ့ကွင်းလယ်မှာအဆုံးအဖြတ်ဖြစ်သွားနိုင်တယ်ဆိုတာပါပဲသူတို့ကွင်းလယ်ကအားနည်းတယ်လှုပ်ရှားမှုလည်းနည်းနည်းနည်းတယ်လို့သုံးသပ်ကြတယ် ။ဒီအချက်ကြောင့်ပဲ slot ရဲ့ကွင်းလယ်နဲ့တိုက်စစ်ကစားသမားရွေးချယ်မှုကအရင်ကထက်တောင်ပိုအရေးကြီးလာပါပြီ။ဟုတ်ပြီအခြေအနေလေးအားလုံးကိုခြုံငုံကြည့်ပြီးပြီဆိုတော့ကဲနောက်ဆုံးအနေနဲ့ဒီမီခွန်လေးနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်။ဒီပွဲကအသေးနှသိန်းလုံးအတွက်ယာတီတစ်ခုလုံးရဲ့အတက်အကျကိုဆုံးဖြတ်ပေးသွားနိုင်တယ်ပွဲထွဲချလာနိုင်မလား။နိုင်ပွဲကတသိန်းရဲ့ယာတီကိုကဲတင်သွားနိုင်မလား။စောင့်ကြည့်ရမှာပါပဲ။